တနေ့တာကိုငါဘယ်လိုကုံခဲ့တလဲငါကုံတာဟာအရှုံးနဲ့လားအမြတ်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမြတ်လို့ခေါ်လဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင် ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားအသုံးပြုဖြစ်လိုက်တဲ့အကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ရင်ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုံးလို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကျတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူး ရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုံကမျိုးကိုဝိတာခာကျောင်းအမကြီးကခေါ်တဲ့အဟောင်းစာနေတာလို့ခေါ်တယ်အဟောင်းစာနေအစ်စ်မလုပ်ဘူးအဟောင်းစာတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစာနေတဲ့ပုံကမကြခင်အဟောင်းကကုံသွားကုံသွားလို့ရှိရင်အစ်စ်နဲ့အစာမထိုးနိုင်တဲ့အတွက်ကြောင့်ဆဲဒုက္ခနဲ့ကြုံရတယ်ပေါ့ ဒါကြောင့်မို့ကိုးဘွားကိုအကုသူတွေက များနေသလားသို့မဟုတ်ကုသူတွေက များနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသူတွေက များပြီဆိုရင်ဒီဘွားရှုံးပြီတာမှတ်ပြီကုသူတွေကများပြီဆိုမှအမျက်ထွက်လိမ့်မယ်